မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေအားလုံး2025ခုနှစ်7လပိုင်းအတွင်းမှာအဆက်ဆက်ရရဘေးပြာမှန်များဝေးကွာလို့အဆက်ဆက်ရရအောင်မြင်မှုတွေလီပိုင်ဆိုင်ရရှိကြပါစေကြောင်းကျွန်တော်ကဒီကနေမေတ္တာပို့ဆုတောင်းထောက်ခနာပြုတာလိုက်ပါတယ်ခင်ဗျာရေလိုအချိန်တွေတွေနဲ့ပြောင်းလဲလာတာအခုဆိုရင်ဟော2025ခုနှစ်ကို7လပိုင်းနိုဝင်ဘာလကိုရောက်ရှိလာပြီဒီ7လပိုင်းအတွင်းမှာဆရာမိတ်ဆွေအဲတနင်္လာသာသမီမိတ်ဆွေများအတွက်ဆရာကဒီ2025ခုနှစ်7လပိုင်းမှာပြောခင်ပါမိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာ မိတ်ဆွေတို့ရဲ့ဟလာဟိုချိန်မှာဘာတွေများပို့ပြီးတော့ကိုယ့်ကိုအဖတ်တင်ခဲ့လဲဘာတွေများအဆင်ပြေခဲ့လဲကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်လို့လဲရလောက်ပြီးထင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ2025 17လပိုင်းပြီးတော့ဆရာမဟောမီပြီးခဲ့တဲ့10လတာတော့ဒီမှာဒီနှစ်ဟာမိတ်ဆွေတနင်္လာသားသမီးတွေအတွက်ကံကောင်းခဲ့ရလားအဆင်ပြေမှုတွေရောရရှိခဲ့ရလားဆရာဟောတဲ့အချက်လဆင်လာတိုင်းဟောစတဲ့နေရာကိုမိတ်ဆွေတို့အတွက်တိုက်ဆိုင်ရလားဆိုတာလေးဆရာကိုမှတ်မိပါဦးဆရာက review လေးရေးပေးပါဦးဆရာအနေနဲ့သုံးသပ်ကြည့်အောင်ကောင်းပြီဆိုတော့စလိုက်ကြရအောင် 2025ခုနှစ်တနင်္လာသတ္တိမိတ်ဆွေများဒီနိုဝင်ဘာလ17ရက်ပိုင်းတွင်မှမိတ်ဆွေတို့ရဲ့ကံဟာအစမှာတော့ဘာကိုဖြစ်ဖြစ်လက်ရှိမှာမိမိအနေနဲ့စိတ်ထဲမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတော့ ဒါလည်းဖြစ်တယ်တို့အပြင်ဘာကိုပဲလှုပ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အချိန်ယူကြံ့ကြာတွေ့ဝေနေတတ်သောကာလဖြစ်တယ်ဘာကိုမစုံမိတ်ဆွေတို့အနေနဲ့ဒီဆက်လာပိုင်းမှာအဲရုံးကန်နေရတာမျိုးဘာကိုပဲစတင်လှုပ်ဆောင်လှုပ်ဆောင်အစမှာတော့နည်းနည်းကလေးရုံးကန်နေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးဖြစ်နေတယ်ဆိုတာမိတ်ဆွေတို့နဲ့လာသတိများအနေနဲ့ရတော့လက်ရှိဒီ2025ဆက်လာပိုင်းမှာဆိုရင်တော့ဆရာမိတ်ဆွေတို့အနေနဲ့ဘာကိုမစုံနည်းနည်းကလေးပုံမူပြီးတော့အလင်းစလို့လှုပ်ဆောင်တာမျိုးအဲစတင်ပြီးတော့ရုံးကန်စိတ်ညစ်စရာတွေထပ်အဲကိုကိုကိုစူးစမ်းပြီးတော့တိဆောက်ပြီးတော့ဘာကိုမစုံဘီးမဆိုင်ဖဲနဲ့ချစ်တူပြီးတော့ဇွဲကလေး ာဖဲလို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လဖြစ်ပါလေခင်ဗျာမိတ်ဆွေတို့ရဲ့ယင်ထဲကဆန္ဒကိုတာရောကန်လေးဆွဲကြည့်အောင်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်17လပိုင်းဒီမှာဆိုရင်မိမိရဲ့ကံဟာတနင်္လာသတိမိတ်ဆွေများတို့ကံဟာဘာကိုမဆိုငါဟာမှုချရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ကံမျိုးငါဟာမဖြစ်မနေစူးစမ်းပြီးတော့ရုံးနိုင်မယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်အဲတန်လိုက်ချံကလေးတခုခုချပြီးလှုပ်ဆောင်တာမျိုးအတိတ်ချံကလေးတခုခုဖြစ်ပြီးတော့ဒီတနှစ်တာတော့တွင်ဒီလတာတော့တွင်မှာတော့ငါတို့ဒါကိစ္စလေးကိုမပြီးမပြတ်ရင်ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းမူရှာအောင်ရမယ်ဆိုတဲ့စိတ်မျိုးလေးတွေထည့်လောက်ခါမှာတော်ကကြမယ်လားဖြစ်ကြောင်းနဲ့မိစုတွေရဲ့ရင်ထဲမှာအောင်မြအောင်တော့လောက်တော့မယ်ဖြစ်မြအောင်တော့လောက်တော့မယ်ဆိုပြီးတော့လေဂျင်းလေးတွေးခေါ်နေတော့ကာလာဖြစ်တဲ့အတွက်ဒီလိုတွေးခေါ်စဉ်းစားမှုကလည်းအကြံဉာဏ်ကောင်းတဲ့အောင်မြမှုတွေလမ်းစာကိုရရှိတတ်သောစိတ်မျိုးတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ ဒူးတို့အစင်းမြစ်တို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်တာမျိုးတွေအကျောတင်တာမျိုးလေးတွေအကျောတက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးအနည်းငယ်လေးဖြစ်တတ်တဲ့အတွက်တော့3 view စင်ကြီးမှာတနေ့ကသတိမိတ်ဆွေများဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲချွင်းချက်အနေနဲ့ပုံမူပြီးတော့တာမန်ထက်ပို့ view site တင်တယ်ယောဂအဟောင်းတွေကကိုယ့်ကိုပြန်ပြီးနှိပ်စက်တာမျိုးလေးတွေအစင်းမြစ်တို့ဒူးတို့ခါတို့နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေကိုတာမန်ထက်ပို့ပြီးတော့တတိထားရန်အတွက်တော့လိုအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအထူးသဖြင့်မိတ်ဆွေတို့ဟာဒီလတာမှာငွေမဝင်ရင်လည်းကျမ်းမာရေးညံ့နေပြီးတော့ အဲဟိုဟူနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့ဇာငယ်လို့ဘောနော်ဝင်းမွေးငွေကြီးအကုန်များလိုက်ဟူနာကကြိုက်ဒီနာကခဲတယ်လို့ဘာယောကပြုလို့ဖြစ်မှမသိတဲ့အတွက်ရဏသာသမီးမိတ်ဆွေများရဲ့အိမ်အောင်ချင်များအဖို့ကလည်းငွေကြီးနဲ့ပတ်သက်လိုက်တာမှန်ထက်တော့ပို့ပြီးတော့များများတို့ချာမှရမယ်ကာလဖြစ်ပြီးတော့အဲငွေကြီးနဲ့ပတ်သက်လိုက်ငွေမမြဲတာမျိုးတွေငွေထွက်များတာမျိုးတွေဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်နေငွေကြီးနဲ့ပတ်သက်လိုက်ရင်တော့မိတ်ဆွေတို့ဟာဒီလမှာငွေကြီးကန့်မမြဲခြင်းတွေကြုံရတဲ့အတွက်ချိလာတဲ့ငွေတွေကို အဲကိုယ့်လက်ထဲမှာထားချင်းတယ်တခုခုကိုယင်းနီးတုံးဆွဲတာမျိုးတခုခုကိုယင်းနီးလှုပ်ဆောင်တာမျိုးပါပုံမအားတာပြီးတော့ကံကောင်းစီလဲဆိုတဲ့အကြောင်းနဲ့ငွေဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေတဲ့လိုဖြစ်နေတတ်ပြီးတော့အဲအစင်တော့ပြည်တယ်အဲဝင်တော့ဝင်တယ်ဒါပေမဲ့လက်ထဲမှာလည်းပြရစရာမရှိတယ်လားသူမဟုတ်ရင်အိမ်ကိစ္စမိသားစုကိစ္စအပေါင်းတွေကိစ္စအခြေကြီးကိစ္စအဆက်ဆက်ရရာတွေကြောင့်ငွေချင်းနဲ့ပတ်သက်ရင်ကိုယ့်ဘောခေါင်းပုံပြီးပြီးတော့ငွေမမြဲတော့လားဖြစ်ကြောင်းနဲ့ခက်လောက်ပြောကြလိုက်ပြရစီခင်ဗျာ အကျိုးပေးသောအလုပ်များကိုဖော်ပြပေးပါသည်ဒီလတာတော့ပြမဆိုတနင်္လာသားသူမိတ်ဆွေများကို OA Champion နဲ့ပတ်သက်သော လုပ်ငန်းတွေအကျိုးပေးပါတယ် OA Champion ဝယ်တာမျိုးစောက်တာမျိုးတွေရှေ့တူဆောင်ရလုပ်ဆောင်လို့ကောင်းသောကာလအပိုင်းရှာဖြစ်ပါတယ်ဆောက်လို့ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အိမ်ဆောက်ခြင်းနေရာထိုင်ခြင်းအသစ်တွေဆောက်လို့ခြင်းတွေ လုပ်ငန်းကိန်းနဲ့အလုပ်ကိစ္စနဲ့ပတ်သက်လို့ရှိရင်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေတိုးတက်နိုင်ပါတယ်ပကြီပမှုဗေဒင်ပိရစံကြံတရုပ်ဆောင်အမှုပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းရှေ့တိုးဆောင်ရာလှုပ်ဆောင်ရင်တာမန်ထက်ကိုနည်းနည်းကလေးအားဆိုင်လိုက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ပါတယ် စားတောက်ကုန်လုပ်ငန်းတွေချိတ်လို့ဆောင်ရွက်လုပ်ဆောင်မှာအလားကုန်နဲ့ပတ်သက်တာတွေပကြီးပခုအဆရှိတဲ့လုပ်ငန်းတွေအလားကုန်ရေးရည်ဖန်စီရေးရည်နဲ့ပတ်သက်လို့ချိတ်လို့ဆောင်ရွက်လုပ်ဆောင်မှာအထယ်အလိတ်တို့ထီထီခဏ online social media နဲ့ပတ်သက်တာမျိုးလေးတွေအခီးသွားဆိုင်ရာကိစ္စလေးတွေဖြောပြမှုဆိုင်ရာလုပ်ငန်းလေးတွေ entertainment ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအောင်ပြီးတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းနဲ့ချိတ်လို့ဆောင်ရွက်ရင်လည်းအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကိုကျင်းတည်ရရှိမဲ့လာဖြစ်ပါတယ်မထင်မှတ်ပဲနဲ့ ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားတွေရက်ဝေးခီးသွားတွေနဲ့ပတ်သက်ရင်ထွက်ရတာမျိုးငကူကပတ်စပို့ကိစ္စဗီဇာကိစ္စတွေနဲ့ပတ်သက်ပြီးစောင့်နေတဲ့မိတ်ဆွေများရေချမြေချနိုင်ငံခြားဘာသာခြားတွေအတွက်ကိုရှေ့တူတိုးချဲ့လှုပ်ဆောင်မှာဒေချာပါတဲ့မိတ်ဆွေတို့အနေနဲ့မထင်မှပင်းနဲ့မိမိရှိကိုအခွင့်အလမ်းကောင်းတွေရရှိလာပြီးတော့အဆင်ပြေမှာအတိအကျပဲဖြစ်တယ်ရာထူးလုပ်ငန်းကိန်းကနေပတ်သက်ရင်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေဒီလဟာကျင်းတည်စူးစမ်းတင်တော့ကာလဖြစ်ပြီးတော့စူးစမ်းရင်လည်းစူးစမ်းသလောက်အထောက်အကူရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကသာသမီနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေမှာဒီကာလမှာတိုးချဲ့ပြီးတော့လှုပ်ဆောင်ရင်လှုပ်ဆောင်သလားအောင်မြင်ထင်ပေါ်ခြင်းထွန်းတောက်ခြင်းတွေကြုံရမဲ့လာဖြစ်ကြောင်းလဲဆရာကထပ်လောင်းပြောကြားလိုက်ပြပါခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဆွမ်းနာလို့ပေါ့ အလှပဆိုင်ရာလုပ်ငန်းတွေနော်ဟိုအလှကုန်ဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းကိုင်ကိုင်ငန်းတွေပတ်သက်ပြီးလုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းများစွာအထောက်အကူရရှိပြီးတော့အလုံးမှန်သမျှလုပ်ငန်းမှန်သမျှကိုချိန်တိုးဆောင်ရလှုပ်ဆောင်ရအားသာတိုးတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီ ယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးတော့လေယာရုတိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်ပြီးတော့နေရာထိုင်ခြင်းနဲ့ပတ်သက်လာလို့ချင်းလေနေရာထိုင်ခြင်းအစ်တတွေပိုင်ဆိုင်ခြင်းတွေစောက်လုပ်ခြင်းတွေအဲဆနလို့ပေါ့ဝယ်ခြင်းတွေအိမ်ချမ်းမီမိယာနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြအောင်စောက်လုပ်လှုပ်ဆောင်ခြင်းတွေမပြီးမပြတ်ဖြစ်နေတဲ့အိုးအိမ်ချမ်းမီလုပ်ငန်းတွေကိုလေရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ခံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ မဖြစ်မဖဲနဲ့ပုပ်ကိုဇာပဋ္ဌာန်းဆက်တွေမမြင်ရသောကုညီမှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ပဋ္ဌာန်းဆက်ကောင်းတွေပုပ်ကိုကောင်းတွေကိုစောင်းနဲ့ကောင်းတွေအဆောင်ပါခြင်းကြီးစုခြင်းတွေရရှိနိုင်တဲ့အတွက်ထီကန်ဆန်းခြင်းထီထိုးခြင်းစတရလို့ပေါ့ကံကိုအလုံးလိုက်အစင်လိုက်ယတနာပုံစကင်းဆိုင်တယ်လို့ငွေကြီးနဲ့ပတ်သက်ရင်လည်းမထင်မဖဲနဲ့ဘဝအရှိန်တစ်ခုပြောင်းလဲသွားနိုင်တဲ့အခွင့်အရေးမျိုးတွေပေါ်လာတယ်လို့သားရွှေလို့ထမ်းလာတယ်လို့ရရှိမဲ့ကာလဖြစ်ပြီးတော့ သာသမီများရှိသောမိတ်ဆွေများဤဆက်ရဖျားစီဒီမှာသာသမီစုပန်ခြင်းသို့မဟုတ်ညောင်မင်းကြီးကြီးမှာဖျားစုတောင်းခြင်းမျိုးတွေအဲဆွနာလို့ပေါ့ကာလီမန်မေရောလို့လက်ရှိမေရောလို့အဲဆွနာလို့သူဟာတတိကိုအဆက်ရှိတဲ့ပုံကိုယ်ဒီနာမှာသာစုပန်ပြီးစုတောင်းခြင်းဟာမိမိတို့အတွက်သာသမီကံများစွာအထောက်အကူရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့သာသမီနဘောကလိုချင်တဲ့သူတွေအနေနဲ့ကတော့ရှေ့တို့ဆောင်ရွက်ပြီးတော့စုတောင်းခြင်းတွေအတိတ်ထံပြုခြင်းတွေကျင့်သိလို့ပါအောင်မြင်ခြင်းတွေရရှိမဲ့လာဖြစ်ကြောင်းလဲဆရာကအားရပါရဝမ်းသာစွာထထောင်ကြွကြလိုက်ပါရစေစပစ္စည်း အစ်စ်တွေဝင်တာမျိုးတွေအဟောင်းကြီးပြတ်ပြီးတော့အစ်စ်မဖြစ်မနေဝယ်လိုက်ရတာမျိုးတွေကြုံဟတ်တတ်ပါတယ်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့တခိုးခိုးတာမျိုးတွေပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားပါတာလေးတွေကိုတတိပြုရန်အတွက်လေလိုအပ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဘာကိုဖြစ်ဖြစ် အင်္ဂွေးကိစ္စလေးတွေမှာနည်းနည်းညံ့ပါတယ်။အလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ပေးရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်။လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့မိမိတို့ရဲ့အရှိရင်းမှာကံအားနည်းနေသောကာလဖြစ်တဲ့အတွက်မိမိချက်သောမြန်နိုးသောသူကိုဖွင့်ပြောကမှနားလည်မှုလွဲတာမျိုးလေးတွေအရှိရင်းနဲ့ပတ်သက်လို့ငွေပုံကြီးကြအနှဲငယ်လေးများရတတ်သောလဖြစ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းသတိပြုစင်နေရလိုအပ်ပြီးတော့အရှိရင်းကိစ္စလေးတွေမှာမိဆွေတို့အနေနဲ့ဟိုမရေရာမသေးရာမျိုးလေးတွေမိတ္တာကြီးကံအားနည်းနေတဲ့အတွက်ဝဝစားဝဝအိပ်ပြီးတော့လုပ်ငန်းကိုချိန်တူလှုပ်ဆောင်ရဲဆရာလို့ လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရင်တော့စိတ်ချမ်းသာစရာဖြစ်မှာအတိအကျပဲဖြစ်တယ်ခင်ဗျာနော်။ကောင်းပြီ။တမီးစားများအနေနဲ့လည်းတဦးနဲ့တူတယောက်နဲ့တယောက်တန်လျာတွေများနေတာမျိုးလေးတွေအိမ်ထောင်ပြုရန်စိတ်ဆက်ရန်တိုင်းဝင်ဟာမှပြဿနာအခက်အခဲလေးတွေပေါ်လာတာမျိုးလေးတွေမိမိရဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကမကြိုက်တာမျိုးလေးတွေအဥ္စာဆွဲတိုက်ဆွဲတို့အဆရှိတဲ့ပုံကိုယ်မျိုးလေးတွေရှိရင်လည်းနည်းနည်းလာတာမျိုးမိတ်ဆွေများအိမ်ထောင်ပြုရန်စိတ်ဆက်ရန်အတွက်လူကြီးမိဘတွေနဲ့တိုင်းဝင်တာမျိုးလေးတွေမိမိတို့တီကျွမ်းနားလည်တော့လော်ကီစရာတွေနားမှအဲ ပြုလုပ်တင်တာမျိုးအိမ်အောင်ပြုကတောင်းတာမျိုးဘာညာလေးပြုလုပ်တင်တာမျိုးပြုလုပ်ရန်လိုအပ်ပြီးတော့အရှိန်နဲ့ပတ်သက်လို့မဟုတ်ရင်တော့အစင်မပြေခြင်းတွေအတိုက်အခိုက်တွေများစွာကြုံပြီးတော့အခက်အခဲအကျက်တွေလေးတွေကြုံတက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပြီးတော့အာနာပါနရှိရင်တရားပေါက်နိုင်တော့ညလေဝင်ငွေထွက်ငွေဖြစ်နေတတ်ပါတယ်ငွေမမြဲဘူးဆိုတဲ့သဘောငွေကြီးနဲ့ပတ်သက်ရင်ဘုဘကဝင်ဒီဘက်ကထွက်နေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်လို့ငွေမြဲစီရန်တို့ရေတရားလေးတစ်ခုလက်ဆောင်ပေးပါရစေကတ်ချူဆိုင်ရော်လေးတွေရ ဒီဘက်ကလည်းနှစ်လက်မှဆိုရင်အလျားလည်းနှစ်လက်မှဆိုအနံလည်းနှစ်လက်မှပါသို့မဟုတ်ရင်ဆရာကြီးနှစ်လက်မှမလို့ရှင်လို့နှစ်ပေဆိုရင်လည်းအနံကနှစ်ပေဆိုရင်အလျားကနှစ်ပေဖြစ်ရပါမယ်အဲ့ဒီလိုနှစ်ပေကြားထဲမှာမှဆရာတို့က၄တောင်ကွင်းလေးတစ်ခုကိုဆွဲလိုက်ပါမိတ်ဆွေတို့အနေနဲ့မျက်စိနဲ့မြင်သာအောင်ဆရာကဆွဲပြရရင်ဆရာမိတ်ဆွေများဆရာကမြင်သာအောင်ဆွဲပြရရင်တော့အဲဒီလိုလေးပါခင်ဗျဒါကအလျားကနှစ်ပေဒါဆိုရင်ဆရာမိတ်ဆွေတို့အနေနဲ့ အချဲမှာဝင်းလေးတစ်ခုကိုဆွဲလိုက်တာပေါ့နော်အလျားအနှက်ပြီဆိုရင်အနံကလည်းနှက်ပြီနော်ဆက်မဆွဲလို့နေဒီလိုလေးဆွဲခိုင်းတာဖြစ်ပါတယ်ခင်ဗျာနော် โอเคအဲ့ဒီလိုလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့အလျားနှစ်ပေအနန်းနှစ်ပေဒီလိုလေးမျိုးလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့ရှစ်တူဆောင်ရွက်ပြီးတော့ပလတ်စတစ်လေးလောင်းပြီးမိမိရဲ့ပတ်စံအိမ်ထဲမှာစောင်းထားပါခင်ဗျာဒါဆိုရင်ငွေမဲပါတယ်ခင်ဗျာเนาะပြန်ပြောပြပါမယ်အလျားကနှစ်ပေအနန်းကနှစ်ပေသို့မဟုတ်အလျားကနှစ်လက်မှာအနန်းကနှစ်လက်မှာလေးကို၄ထောင်ခွင့်ကလေးစရာပုံမှန်ပြထားတဲ့တိုင်းဆွဲပါဆွဲပြီးသွားတဲ့အခါပလတ်စတစ်လေးလောင်းလိုက်ပါခင်ဗျာပလတ်စတစ်လေးလောင်းပြီးတော့စောင်းထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်စံဝင်ငွေလေးမြဲပြီးတော့ကျင်းတီပါအဆင်ပြေအောင်လို့တတ်မယ်ဆိုတဲ့အကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီ ငွေချင်းနဲ့ပတ်သက်လာရင်တော့အိမ်သွေးကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းလူမှုရေးကိစ္စလေးတွေကြောင်းမဖြစ်မနေငွေကုန်ကြီးကြများတတ်တယ်လို့ပတ်စံငွေမမြဲတော့လာမှာအဲတင်းထားရင်ကြပြောက်တာမျိုးလေးတွေယူသွားရင်ကြပြောက်တာမျိုးတင်းထားရင်တခုခုခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ငွေချင်းနဲ့ပတ်သက်ရင်ဘာဘုံမဖြစ်ဆိုကိုယ့်လက်ထဲဝင်လာရင်တိတ်ပြီးရှိရှိဝေးစင်းစားမနေဘဲနဲ့ယင်းဒီလှုပ်ဆောင်တာမျိုးငွေချင်းနဲ့ပတ်သက်လို့ရှိရင်ယင်းဒီလိုက်တာမျိုးအဲဆွညံ့နေတဲ့ဟိုကိုယ့်လက်ထဲကြာကြာမထားဘဲနဲ့တုံးစရာရှိတာပြီးစရာရှိတာကိုလှုပ်စရာရှိတာကိုကြံ့ကြာမနေဘဲလှုပ်ဆောင်မှာပုံမှန်အတာကောင်းလို့တန်နိုင်ပါတယ် အင်္ဂါလေးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါအင်္ဂါဘက်ရဲ့ရာဘူးလိုချင်းရာဘူးတက်ခြင်းမျိုးလေးတွေကြောက်သို့မဟုတ်ရင်အဆက်အသွယ်ပြတ်နေတော့အင်္ဂါကြီးမှပြန်လဲစုံစည်းရတာမျိုးအင်္ဂါကြီးနဲ့ပတ်သက်လို့ငဘကတုံးနဲ့တုံးတယောက်နဲ့တယောက်တွေးအေးနေတာမျိုးနားလည်းမလွဲနေတာမျိုးမခေါ်မပြောဖြစ်နေတဲ့နှစ်ကာလများစွာအင်္ဂါကြီးတွေကမှဒါသမီးကိစ္စကိုအကြောင်းပြုပြီးဖြစ်စေနေရာထိုင်တဲ့ကိစ္စကိုအကြောင်းပြုပြီးဖြစ်စေအင်္ဂါကြီးနဲ့ပတ်သက်လာရင်တွေးအေးနေတော့အင်္ဂါကြီးတွေမှຫນွေထွေးမှုတွေပြန်လဲရရှိပြီးတော့တုံးနဲ့တုံးနားလည်းမရှိအောင်ခြေထိုးဆောင်ရရင်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဖတ်လောက်ပြောကြလိုက်ရပါခင်ဗျာအပြောအဆိုနဲ့ပတ်သက်လို့ရှိရင် ခြေတို့ဆောင်လည်းလှုပ်ဆောင်မှာအဲဘာကိုမဆိုဆက်ဆံရေးကောင်းသောမိတ်ဆွေတနင်္လာသောသမီးများကိုဒီကလာအထောက်အပံ့တွေအများကြီးရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်မထင်မပဲနဲ့ဖယားကူခီးထွက်ရတာမျိုးဖယားကူခီးသွားရတာမျိုးလေးတွေအလေသွားရတာမျိုးလေးတွေဂျုံဟတ်တက်ပြီးတဲ့အခါအိမ်မက်ထဲမှာဖယားတို့ဇေဒီတို့တိန်းတို့ပရဝန်းတို့ဖုံးကြီးတို့အဆရှိတာမျိုးလေးတွေကိုဆွဲမှတ်တဲ့အခါမှာကိုယ့်ရဲ့ကံဟာတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက်တီထိုးတာမျိုးထီကန်ဆန်းတာမျိုးရှေ့လို့ဆောင်ရလောက်ဆောင်ရကံရဲ့အထောက်အပံ့ကိုများစွာရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ တတိယစီနေရာမှာတော့ထွေထွေထွတ်ထွတ်မရှိပါဘူးနံပါတ်၁ကျမ်းမာရေးနဲ့ပတ်သက်ရင်ညတ်တက်တဲ့လာဖြစ်တဲ့အတွက်မိမိတို့အိမ်မှာရှင်းနှချောင်းဝင်လာမျိုးလေးတွေမကောင်းပါဘူးတကယ်လို့ကျမ်းမာရေးညာလို့ရှင်းနှချောင်းဝင်လာရင်ရှင်းနှချောင်းအရှင်ထွက်ပေးလိုက်တာမျိုးအသေးမထွက်အောင်အရှင်ထွက်ပေးလိုက်တာမျိုးဖြစ်စီစက်ပစ္စည်းရင်တွေခဏခဏပြတ်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းရင်တွေအသေးဝင်ထားတာမျိုးဖြစ်စီမိမိအိမ်ထဲမှာစက်ပစ္စည်းအဆုပ်တွေပြက်ကြရင်အဆုပ်တွေရှင်းစွန့်ပေးလိုက်ပါဒါဆိုရင်ကံကောင်းပါလိမ့်မယ်မိမိတို့ရဲ့နေနံဖြစ်တဲ့ ငါးစာကြွေးတာမျိုးခိုးစာကြွေးတာမျိုးခွေးစာကြွေးတာမျိုးဒီလိုမျိုးကြေရာလေးတွေကိုဒီလဟာခမင်းများလုတ်တင်ပြီးတော့ဘာလုတ်လို့အခက်အခဲကြက်တဲ့ဒီဂျုံလေးရတဲ့တနေ့မှသာသမီးမိတ်ဆွေများပို့တော့ခိုးစာကလေးကြွေးတာမျိုးငါးလေးလွတ်ပေးလိုက်တာမျိုးဘေးမဲ့ပေးလိုက်တာမျိုးလုပ်ပြီးမိတ်ဆွေတွေအကံကအင်မတန်ကိုအားသာကောင်းမှုပြီးကုတို့လည်းရရေရာလည်းဖြစ်ပြီးကန်စာတာတက်စီမှာဟုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဂျင်းတေပေါ့အားသာကောင်းမှုကြောင့်တိုးတက်ကြောင်းကိုထပ်လောင်းပြောခြင်းပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့ ဒီလက်တာတော့ဒီမှာဆိုရင်တနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တောက်ကြနေ့ဒီမှာချိန်တိုးပြီးတော့စက်တူပေါင်းစုလောက်တာမျိုးတွေကကံရဲ့အထောက်အကူရရှိတက်ပြီးတဲ့အခါရွှေဝင်နာမျိုးလေးတွေကြုံရတတ်ပါလေလက်တဟိုမင်းတို့လူကြီးတို့အထက်လူကြီးတို့အကြီးအကဲတို့အเจ้าညာမျိုးဆိုနေတဲ့ဒဇိုးလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလာဘိုက်ချဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်ဒီလဟာရှိတိုးဆောင်ရလောက်ဆောင်မှာယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေ ထီကံကောင်းခြင်းတွေထီပေါက်ခြင်းတွေကျိမ့်တွေရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုပြောဆိုပြီးတော့ချစ်တို့ရင် အောင်မြင်တိုးတက်မှုတဲ့တန်ကောင်းမှုတွေရရှိမှာအတိအကျပဲဖြစ်တယ်။ငါကကကျမ်းမာရင်မြတ်နေတော့မိတ်ဆွေများဆရာသမားအပြောင်းလဲဇီဝအပြောင်းလဲတွေတွေနဲ့ကုသလိုက်ရင်အစဉ်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီ။ဘာလို့ပြန်ကြံနေလို့မိတ်ဆွေတို့။ဘာသာရေးနဲ့ပတ်သက်လာရင် ဘဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ဒီတစ်ချက်ကိုတတိထဆင်ကျင်ပေးရန်အတွက်တော့မြတ်စွာဘုရားပြီးတော့ဘာသာတရားပုံမှုလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကံကောင်းစေတော့ကာလပိုင်းချဖြစ်ပါတယ်။စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်။မိသားစုကိစ္စအမွေကိစ္စတွေသူများရဲ့အမှုကိစ္စတွေယာသုံးယာမဝင်ကောင်းမှုဆိုတဲ့အတိုင်းတုံးနဲ့တူတယောက်နဲ့တယောက်ကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်ဒီပါမိသားစုရဲ့ကိစ္စတွေသူများရဲ့အိမ်ရေးကိစ္စတွေကိုကိုယ်ရကိုကဝင်ရောက်ကူညီလိုက်တာမှာကိုယ့်ဘောမှာပြဿနာတွေ အပြေချလာမျိုးလေးတွေကိုယ့်ကိုအပြစ်မြင်တာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပြီးတော့ခါကိုယ့်အနေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းရတတ်တဲ့အတွက်ဇီးပြုစင်ကြံလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ဒီလက်တာတော့ဒီမှာအချိုးပေးသောအရာဟာအရှိမရောက်တော့ဘူးရဖြစ်ပြီးတော့ စန်တီယာအရက်ကတော့တောင်စုစုရဖြစ်ပါလေခင်ဗျာအချိုးပေးကံကောင်းစီတော့ကဏ္ဍအဖျားတွေနေနေဆိုရင်တော့၄ကဏ္ဍ၆ကဏ္ဍ၇ကဏ္ဍနေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းပြီးတော့ကံကောင်းစီပါလေအချိုးပေးတော့အယောင်နေနေဆိုရင်တော့အဝါယောင်ညီညိုယောင်အသားယောင်များများပါတော့အယောင်တွေကိုဝစ်ဆင်ပြီးမိတ်ဆွေတို့ရလိုရာကိစ္စမှလည်းမရဘူးချိတ်တိုးဆောင်ရရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေလက်ခံောက်ခတ်အောင်ရရှိစီမှာအသေးချာပဲဖြစ်ကြအောင်ထပ်လောင်းပြောကြလိုက်ပါစီဒီလာတာတော့တွင်မှာ မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့အိမ်ကမသွားမီမိမိရဲ့အိမ်ဝင်ပေါက်ကိုဖြစ်စေမျက်စွာဖျားကိုဖြစ်စေသို့မဟုတ်မိမိယုံကြည်သောအိမ်ဆောင်နဲ့ကိုဆောင်နဲ့ကိုအာရုံပြုပြီးတော့အမွှေးနှံ့တာကလေးသုံးချက်စွန့်ပြန်းပြီးတော့ဖြစ်စေအမွှေးနှံ့တာလေးပတ်ပြန်းပြီးတော့ဖြစ်စေသွားပါဒါဆိုရင်အောင်မြင်မှုနဲ့တိုးတက်မှုတွေများစွာရရှိပြီးတော့ခံကောင်းစေမှာအတေချာပဲဖြစ်တယ်ခင်ဗျာတတိယဆင့်နေရာမှာတော့ အခြေစွစွရက်ကိုခရီးထွက်တဲ့အခါကျမ်းမာရေးကိစ္စတွေထွက်လာလို့တွေအားနည်းစီတော့လာဖြစ်ပြီးတော့အခြေစွစွရက်ကဧည့်သည်ညအိတ်လာတဲ့အခါကျမ်းမာရေးအနေငယ်ကျူကျာညံ့တဲ့ကြောင့်ထလောင်းအကြံပေးပြရခင်ဗျထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့လည်းမှာစက်ပစ္စည်းရင်းနဲ့ပတ်သက်တာမျိုးတန်မိုးရှိတဲ့အရာတွေကိုအထာမမားပါနဲ့အဲအရေးကြီးတဲ့အခါတည်သွားတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့တည်ပြီးဖို့လိုအပ်ကြောင်းနဲ့အထာမအချင်းပစ္စည်းပြောက်ခြင်းတွေကြုံရတဲ့ကြောင့်ထလောင်းအကြံပေးပြောကြလိုက်ပါစီဒီလာတာတို့လည်းမှာဆိုဘာကိုလှုပ်လို့ တင်းထင်းလာတင်းထင်းလာချင်းတွဲလောက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတဲ့အခါငွေကိုဖြက်လန်းနေတဲ့လိုက်တာမျိုးလေးတွေငွေရှိတာမျိုးလေးတွေဟာ ဒေချာပါတယ်မိတ်ဆွေများဖို့ဆုံးလို့ဟာမရခိုင်လို့များတတ်တဲ့အတွက်ငွေရှိတာမျိုးလေးတွေမှာတော့ငွေချင်းနဲ့ပတ်သက်လာရင်တော့အားနာရင်ခါပါတတော်လာဖြစ်ကြောင်းလည်းထပ်လောင်းအကြံပေးပြောကြားလိုက်ပါရစေဒီလာတာတော့တွင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်ကျအယောက်ထွက်စီဖို့အတွက်မိမိတို့ရဲ့ဂုံပစ္စည်းတွေကိုမိမိတို့ရောင်းကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ပြီးရောင်းလိုက်ပါကအယောက်ကျအယောက်ထွက်ပြီးတော့ကန့်ကောင်းစီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဋိဋ္ဌံပြုလို့တဲ့ဇာယံရဲ့မိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဟိုဇာတို့ အနုတ္တသောပုရိဒဓမ္မတာရထိဆိုသောဂုံတော်ကိုဖြစ်စေတန်ဖို့တေကာရာကိုတနည်းကိုတက်စီနှုံးနဲ့အဋိဌံပြုတာမျိုးလေးတွေတနည်းကိုပတိစိတ်လို့တပါဆိုရင်လည်းစနာကိုအနုတ္တသောပုရိဒဓမ္မတာရထိဆိုသောပတိကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့ဆက်တရက်တည်းတည်းအဋိဌံပြုလိုက်ပါကအခက်အခဲမှန်လည်းများယူပြစ်တယ်လို့ပိင်းကြရောပေါ်ရေးမတင်ပြင်းစင်လွင့်ပြောက်သွားမှာအတိအကျပဲဖြစ်ကြောင်းပြောလို့ပါတယ်မြတ်အဆက်ဆက်ရေးရအစဉ်ပြေအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ရန်ကန်နားပြည်ထင်ပြီးချင်း0939293926 0920291 what app telegram မှာဖြစ်စေ viber number 96305050 92မှာဖြစ်စေဆက်သွယ်ပြီးများနိုင်ကြောင်းနဲ့ဆရာနောက်တစ်ပတ်အဲပူတော့ဆရာတောင်ကြီးဟောကမှာရှိပါမယ်ဆိုလဲကျောင်းနဲ့ဆရာမိတ်ဆွေတွေအတွက်ညညရင်းနဲ့အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စီပြီးငွေချေကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ကျွေးပကံများတစ်ချက်တည်းမှာလက်ဖက်ကကိုဘုံဘုံ တောက်ရီကတစ်ခွက်တည်းအလိမ်မှာဖျောင်းနိုင်ထွင်းပြီးတော့တနင်္လာနေ့တိုင်းမှာမြက်စွာဘုရားကိုလူတန်းပြီးတော့အခက်အခဲတွေပြည်လဲအောင်ဆူတောင်းခြင်းအားဖြင့်မိတ်ဆွေတွေရဲ့ခံကိုတိုးတက်ကောင်းမွန်စီမှာအတိအကျပဲဖြစ်ကြောင်းပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အောင်မြင်စဉ်ပြေလို့ယရနာစိန်ကျောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့တော့စီးစိန်ဥစ္စာများတိုးပွားပြီးတဲ့အခါကောင်းခြင်းမင်္ဂလာပြဖြာနဲ့ပြည့်စုံကြပါစေကြောင်းဒီကနေ့ဆရာလိုက်လိုက်လေးလေးမေတ္တာကိုဆုတောင်းပြောကြလိုက်ရပါတယ်ခင်ဗျဆရာတို့အင်္ဂါမှာပြန်ဆုံကြတာပေါ့ဗျာ